ီသီလတွေခိုင်မာနေဖို့အတွက်နောက်ထပ်လောက်ရမယ်တတိကြီးစွာထားပြီးတော့ကာဝယ်ဆောင်ရွက်ရမယ်ဟာဘာတော့ဆိုအိန္ဒရိယေသူဂုတ္တတော်တော်တဲ့မျက်စိနာနာလျာကာယမနလို့ဆိုအိန္ဒရိ6ပါးရှိတယ်နော်အိန္ဒရိ6ပါးလို့ခေါ်တယ်မျက်စိနာနာလျာကာယအဲ့ဒီ6ခုအဲ့ဒီ6ခုတွေကမျက်စိက မျက်စိကမြင်ပြီးတော့လောဘမဖြစ်အောင်နားကကြားပြီးတော့ဒေါသမဖြစ်အောင်လောဘမဖြစ်အောင်နှာခေါင်းကအနံ့ရပြီးလောဘဒေါသမဖြစ်အောင်လျှာကလျက်ပြီးလောဘဒေါသမဖြစ်အောင်နော်ဒီလိုကာယနဲ့ထိတွေ့ပြီးလောဘဒေါသမဖြစ်အောင်မနနဲ့စိတ်ကူးပြီးလောဘဒေါသမဖြစ်အောင်လို့ထိမ့်သိမ့်ဆောက်ရှောက်မှုထိမ့်နေဆိုတာမျက်စိကိုထိမ့်တာမဟုတ်ဘူးနားကိုထိမ့်တာမဟုတ်ဘူးဘာကိုထိမ့်တာတော့ မျက်စိကကြည့်ပြီးလောဘမဖြစ်အောင်ထိန်းတာကာကွယ်တာအဲ့တော့ကာကွယ်မှုကလည်းမှားနေတတ်တယ်နော်မျက်စိကြီးပိတ်ထားုံနဲ့ဒီလုံနာမဟုတ်ဘူးနားပိတ်ထားုံနဲ့လုံနာမဟုတ်ဘူးဆိုလိုတာကမျက်စိကမြင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်တတိနဲ့ထိန်းတယ်ဒေါသမဖြစ်အောင်တတိနဲ့ထိန်းတယ်ဒီလိုထိန်းရအောင်အဲ့ဒီလိုအိန္ဒြေတကားလုံအောင်ထိန်းတယ်ဆိုဒီမှာအာဟုတုတွေမဝင်အောင် အာယုံကိုကြည့်ပြီးတော့အကုသိုလ်တွေဝင်အောင်ထိန်းတာအဲ့ဒါဟာဒုတိယမြောက်ဆရဏပဲတိလခိုင်မြဲဖို့အတွက်အိန္ဒိယထိမ့်သိမ့်မှုဟာအရေးကြီးတယ်ဒီလိုဆိုလို့အဲ့တော့ဒါကိုကမ္မထန်တောင်အောင်းမိကြတာမဟုတ်ဘူးလူတွေကမျက်စိလေးမိတ်ပြီးထိုင်းနေမှာကမ္မထန်လို့ထိုင်းတာဒီပြင်ချင်းလွတ်လိုက်တာနဲ့ကြည့်ကျင်တာကြည့်နော်နားထောင်ကျင်တာထောင်း ီလိုလုပ်လို့ရှိရင်တော့တရားလူရဖို့ဆိုတာဝေကြီးလေ့ကျင့်ရမှာတော့အဲ့ဒါလို့စိတ်ကူးနေတာတွေလည်းလွတ်ထားလို့မရဘူးစိတ်แท้ကကြံစီပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိရမယ်ဒါကိုအိန္ဒြိယတံဝရလို့ခေါ်တယ်အိန္ဒြိယတံဝရရှိမှတီလာပို့ခိုင်းလာကြည့်နံပါတ်1တီလာနဲ့ပြည့်စုံအောင်လုပ်ရမယ် နမနိကမျက်စိနာနာလျာကာယမနတွေကနေပြီးတော့အကုသိုလ်မဖြစ်အောင်ထိန်းတယ်။လုံကြုံအောင်စုပ်ပိတ်ထားတယ်။တကားပေါက်တွေအကုန်ပိတ်တယ်ပေါ့။ဝင်းမလောက်အောင်ပိတ်ထားတယ်။အကုသိုလ်တွေမဖြစ်အောင်ပိတ်တယ်။